ဒီမိုကရက်တစ်မြမသံ DVB ရဲ့ match လ73ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ကဘော်ဂျိုင်ဝမ်ဒေတာကိုအိန္ဒိယကအလိုရှိကြောင်းပြောလိုက်တဲ့သတင်း၊ဒေါက်တာဆင်တီယာမောင်ကိုထိုင်းတက္ကသိုလ်ကဂုံလူဆောင်ပါရီကူဘက်ချင်းမြင့်လိုက်တဲ့သတင်းနဲ့တောင်ငူခရိုင်ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေမီးလောင်ပုံးနဲ့တိုက်ခိုက်လို့ဆေးမှု၂ယောက်ထိမှန်ကြာဆုံးခဲ့တဲ့သတင်းတွေနားဆင်ကြရမှာပါ။ ။စကိုင်းတိုင်းတမူးမြို့နယ်တဲ့ကကဘောဂျိုင်ဝမ်ကိုတင်းယူပြီးမနီပူရပြည်နယ်ထဲထဲတွင်မူအိန္ဒိယလွှတ်တော်အမတ်တယောက်ကအဆိုတင်သွင်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကမြမချောက်ချာအာနာနယ်မြေပိုင်ဆိုင်မှုကိုလေးစားတင်တယ်လို့တုံ့ပြန်လိုက်ပါတယ်။မြမနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အိန္ဒိယချင်းကောင်းမိတ်ဆွေကောင်းအဖြစ်အမြဲရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပြီးအိန္ဒိယနိုင်ငံမှာရှိတဲ့ဆက်ဆံရေးကိုပြတ်ပြားအောင်မလုပ်တင်ဘူးဆိုတာပြောကြားလိုကြောင်းမြမနိုင်ငံရဲ့ချောက်ချာအာနာနယ်မြေပိုင်ဆိုင်မှုကိုလေးစားတင်တယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။အိန္ဒိယဘက်က အဆိုပါတောင်းဆိုမှုကိုတော့ပြီးခဲ့တဲ့ match လ10ရက်နေ့ကအိန္ဒိယအထက်လွှတ်တော်ဘန်နာရေးဆိုင်ရာအစည်းအဝေးမစတင်ခင်မှာမနီပူရပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရှန်ဖာဆာနာဂျိုပါကပြောလိုက်တာဖြစ်ပါတယ်1834ခုနှစ်ကဘောဂျိုင်ဝမ်သဘောတူညီမှုနဲ့1826ခုနှစ်အင်္ဂလိပ်မြန်မာပထမစစ်ပြင်းကြီးရန်ဒဘိုစာချုပ်တွေအရသတ်မှတ်ထားတဲ့ရော်ကြီးကိုမြန်မာနိုင်ငံဘက်ကဆက်လက်ပေးချေဖို့ဒါမှမဟုတ်ကဘောဂျိုင်ဝမ်ဒေတာကိုပြန်လည်သိမ်းယူပြီးမနီပူရပြည်နယ်အတွင်ထည့်သွင်းရမယ်လို့တောင်းဆိုခဲ့တာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်က တော့အိန္ဒိယလွတ်တော်အမတ်တချို့ရဲ့အခုလိုအချုပ်ချာအာဏာတီပါပြောဆိုမှုဟာစစ်အာဏာသိမ်းမှုကြောင့်တိုင်းပြည်အောက်ကျနောက်ကျဖြစ်နေတာကိုမိမောင်းထုတ်ပြနေတဲ့အကြောင်း People's Spring သတင်းကို ဖြေကြားထားပါဗျာ။ ပဲခူးတိုင်းတောင်ငူခရိုင်တန်းတပင်မြို့နယ်ထဲမှာစစ်ကောင်စီတပ်ကလေကြောင်းကနေမီးလောင်ပုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့်ဆေးမှုနှစ်ယောက်ထိမှန်ကြာဆုံးခဲ့ရတယ်လို့ Free Burma Ranger အဖွဲ့ကထုတ်ပြန်ပါတယ်။ Bachelor ရှိရကတန်းတပင်မြို့နယ်ထဲကကြေးရွာတွေမှာစစ်ကူတပ်ပင်းနေတော့စစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်လာတာဖြစ်ပြီးဆေးမှုတစ်ယောက်ကနေရာမှာပဲကြာဆုံးခဲ့ရပေမဲ့အသက်25နှစ်အရွယ်ဆေးမှုနော်ဆေးမှုဖော်ကမီးလောင်ဒဏ်ရာတွေရရှိခဲ့တာပါ။အဲဒီနောက် Bachelor ရဲ့ဒီမှာခန္ဓာကိုယ်အနှံ့မီးလောင်ဒဏ်ရာတွေကြောင့်ကြာဆုံးကွယ်လွန်ခဲ့တယ်လို့အဖွဲ့ကထုတ်ပြန်လာပါတယ်။နောက်ထပ်ဆေးမှုတစ်ယောက် ည်းဒဏ်ရာအပြင်းထန်ရရှိထားသေးတယ်လို့ဆိုပါရယ်။ ထိုင်းမြန်မာနယ်စပ်ကစစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ရွှေပြောင်းအလုပ်သမားတွေကိုနှစ်ပေါင်းများစွာကျန်းမာရေးကုသဆောင်ရှားပေးနေတဲ့မေတော်စေကန်းထူထောင်သူဒေါက်တာစင်တီယာမောင်ကိုထိုင်းနိုင်ငံဘီစနုလုံမျိုးရှိနရစ်ဆွန်တက္ကသိုလ်က Honorary Doctorate in ASEAN Studies ဂုဏ်လူဆောင်ပါတကူဘွဲ့ပေးအပ်ချီးမြှင့်လိုက်ပါတယ်။မတ်လ17ရက်ကကျင်းပသွားတဲ့နရစ်ဆွန်တက္ကသိုလ်ရဲ့2025ခုနှစ်ပွဲရင်းသဘင်အခမ်းအနားမှာလက်ရှိထိုင်းပြည်ရဲ့အမတော်မင်းသမီးကြီးမဟာချက်ဂရီတီရီတုံကဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ဒေါက်တာစင်တီယာမောင်ဟာ ASEAN ၄တွင် ူသားကျိုးပြုလုပ်ငန်းတွေကိုလှုပ်ဆောင်နေတဲ့အပြင်လူမှုအတိုင်းအဝန်အတွက်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်စေတာကြောင့်အဆိုပါဂုံနူးဆောင်ပွဲကိုပေးအပ်ခဲ့တာလို့တက္ကသိုလ်ကထုတ်ပြန်ပါတယ်။ဒေါက်တာစင်တီယာမဟာအာရှနိုဘယ်ဆုလို့တင်စားခေါ်တဲ့ရေမိုမက်ဆီဆီဆုအာရှသူရဲကောင်းများစုစစ်တနီငြိမ်းချမ်းရေးဆုအပါအဝင်ကမ္ဘာကူလသမဂ္ဂနဲ့အမေရိကန်၊ဩစတြေးလျ၊ထိုင်း၊ထိုင်ဝမ်၊ဆွီဒင်၊ဖိလစ်ပိုင်၊ဂျပန်၊နယ်သာလန်၊ကနေဒါစတဲ့နိုင်ငံတွေကချီးမြှင့်တဲ့လူမှုထူးချွန်စုပေါင်း18စုကိုရရှိခဲ့ပါတယ်။ဒေါက်တာစင်တီယာမဟာ မှာမြန်မာပြည်ပွားကရင်တိုင်းသူဆရာဝန်တယောက်ဖြစ်ပြီးရှစ်လဲလုံးမြန်မာဒီမိုကရေစီလှုပ်ရှားမှုအရေးခင်မှာနေဆက်ဒေတာကိုရောက်ရှိလာခဲ့က1989ခုနှစ်ကစပြီးထိုင်းမြန်မာနယ်စပ်မဲဆောင်မြို့နယ်မဲရိုရောင်မှာစေကံဖွင့်လက်ကမြန်မာနိုင်ငံကဒုက္ခသည်တွေမိဘမဲ့ကလေးတွေရွှေပြောင်းလုပ်သားတွေကိုယနေ့ထက်တိုင်ကျန်းမာရေးကုသဆောင်ရှောက်ပေးနေပါတယ်။ တောင်ကိုရီးယားနိုင်ငံမြောက်ပိုင်းကျောင်းဆန်းခရိုင်ယုံရန်စီရင်စုမှနေထိုင်သူလူဦးရေကျဆင်းနေတာကြောင့်မြန်မာဒုက္ခသည်40လောက်ကိုလက်ခံနေထိုင်နိုင်ဖို့ကြိုးစားနေတယ်လို့ The Korean Herald သတင်းတပုတ်မှဖော်ပြပါရယ် Bachelor 12ရက်ကသက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ပြောကြားချက်ကိုကိုးကားဖော်ပြလိုက်တာဖြစ်ပြီးလက်တလုံးမှာတော့ကုလသမဂ္ဂရဲ့အကာအကွယ်ပေးမှုအောက်ကဒုက္ခသည်တွေအနေနဲ့အဆိုပါဒေသတွင်အခြေချနေထိုင်နိုင်ခြင်းရှိမရှိနဲ့ပတ်သက်ပြီးတော့ကိုရီးယားနိုင်ငံတရားရေးဌာနနဲ့ဆွေးနွေးနေတယ်လို့ဆိုပါရယ်အဲ့ဒီလိုဆွေးနွေးရမှာတော့သူတို့တွေရောက်လာရင်နေထိုင်နိုင်ဖို့ပိတ်ထားတဲ့ကျောင်းတွေ ကိုအင်အားအဖြစ်ပြောင်းလဲတာတွေလို့နေထိုင်မှုအစီအစဉ်တွေအတွက်ရွေးချယ်စရာအမျိုးမျိုးကိုလည်းပြန်လည်တုံ့တက်နေသလိုတာဝန်ရှိသူတွေအနေနဲ့အဆိုပါအစီအစဉ်ကို2025အခုနှစ်အစောပိုင်းမှာရလဒ်တွေထွက်ပေါ်လာနိုင်ဖို့လည်းမျှော်လင့်ထားတာပါရုံရမ်းစီရင်စုဟာတောင်ကိုရီးယားခရိုင်တွေထဲမှာလူဦးရေအနည်းဆုံးဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း20နီးပါးအကြာ2006ခုနှစ်ဇန်နဝါရီလမှာလူဦးရေ2000အောက်သာရှိနေခဲ့သလိုအခုနှစ်ဖေဖော်ဝါရီအရောက်မှာတော့15,251ဦးသာရှိနေကနှစ်ကုန်ပိုင်းမှာလူဦးရေ1000ခွဲအောက်ကျဆင်းသွားနိုင်တယ်လို့ဆိုပ pare. ထိုင်းရှိတောင်ပိုင်းကျွန်းပူရီခရိုင်ပတရားကမ်းခြေရှိအပန်းဖြေအင်အားဆောက်လုပ်ရေးလုပ်ငန်းခွင်မှာတရုတ်လုပ်ငန်းရှင်နဲ့တရားမဝင်မြန်မာလူသားတွေဖမ်းဆီးခံရတယ်လို့ခေါင်ဆွတ်ထိုင်းတရင်အရသိရပါဗျ။ပတရားပင်လယ်ကမ်းခြေရှိမြို့လယ်ကောင်ကအပန်းဖြေအင်အားပူးဘီလာရဲမှာနိုင်ငံသားသားနဲ့ရွှေပြောင်းလုပ်သားအယောက်40ကျော်ဝင်ရောက်လုပ်ကိုင်နေကြောင်းသတင်းရထားတဲ့အတွက်ဘက်လာ12ရက်ကတွားရောက်စစ်ဆေးခဲ့တယ်လို့ကျွန်းပူရီခရိုင်ကဘာလက်ခီးတဲ့ဆိုင်ရာရဲတပ်ဖွဲ့မှဒူရဲမူကြီးပီယာဖုန်းရက်ဆာကသတင်းထောက်တွေကိုပြောပါဗျ။အဆိုပါအင်ချမ်းမြေရောင်းဝယ်ရေးကုမ္ပဏီကအလို့ရှင် ထေးကိုရောတရုတ်နိုင်ငံသားနဲ့မြမအလုပ်သမားတွေကိုပါ တီဇဲဥပဒေတွေနဲ့အညီအရေးယူသွားမယ်လို့တူရဲမှုကြီးကပြောပါရယ်။